မင်္ဂလာပါ Luxury Auto မြန်မာမှာကြိုဆိုပါလေဒီတစ်ခါတင်ဆက်ပေးသွားမှာတော့တကား၄ပေါက်နဲ့ဇင်ကန်ကားတွေမဟုတ်ပဲတကား၂ပေါက်သာပါဝင်တဲ့ဇင်ကန်ကား၆စီကို တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါကြည့်ရှုပေးပါအောင်နံပါတ်6 Lexus LC 500ဒီကားကို Toyota ရဲ့ဇင်ကန်ကား brand တစ်ခုဖြစ်တဲ့ Lexus ကထုတ်ထားတာဖြစ်ပါတယ် ကားဒီဇိုင်းက lesser car တွေထုံးစံအတိုင်း L shape gray နဲ့ကားရဲ့ daytime running light ကလည်း L shape ပုံစံဒီဇိုင်းနဲ့ downlight ဖြစ်နေတဲ့ turning light ကလည်းဆွဲဆောင်မှုရှိပါတယ်။ကားဘေးဘက်မှာလည်းပြည့်ပြည့်တဲ့ဒီဇိုင်းပုံစံရှိပြီးကား lock ဖွင့်လိုက်တဲ့အခါမှာထွက်လာတဲ့တကားလက်ကင်တဲ့ label ပေါ်လွင့်မျောနေတဲ့ floating roof design ကလည်း Lexus LC 500ရဲ့အလှကို ပိုပြီးပေါ်လွင်စေပါတယ်။အနောက်ဘက်တွင်လည်း L shape ပုံစံဒီဇိုင်းနောက်မီခွဲ့နဲ့အထက်ထက်ဖြစ်နေတဲ့ L ပုံစံကားနောက်မီတွေကကားကို ပိုပြီးဆွဲဆောင်မှု ရှိစေပါတယ်5.0 liter V8 engine ကိုတပ်ဆင်ထားပြီး3.5 liter hybrid V6 engine နဲ့လည်းရရှိနိုင်ပါတယ်ကားအထွေခန်းကိုအရေသွေးကောင်းမွန်တဲ့လေသာများတံဖိုးကြီးပစ္စည်းများတက်ဆင်ထားပါတယ် လက်ဆစ်ရနာမည်ကျော်ပြိုင်ကားတစ်စီးဖြစ်တဲ့ LFA ရဲ့ကားတိုင်ခွဲပုံစံအတိုင်းရွေ့ရှာနိုင်ပြီးပုံစံဒီဇိုင်းကခရှိပြပြီးဆွဲမှတ်ဖွဲခေါင်းပါတယ်ကား information ကို test screen မှာဟုတ်ပဲ touch back ဖြင့်ထိုင်းချုပ်ရမှာဖြစ်ပါတယ်ကား lock ကိုတကားပေါ်မှာမီလုံးလေးဖြင့်ပေါ်ပြထားရလဲတခြားကား brand တွေနဲ့မကြည့်ပဲတမူထူးကြပြီး standard ပါတယ် LC500 ကိုအမိုးဖွင့်နိုင်တဲ့ convertible model နဲ့လည်းမှာယူနိုင်ပါတယ်။ Lexus ရဲ့နာမည်ကျော်ပြိုင်ကားတစ်ရှိဖြစ်တဲ့ LFA နဲ့ရင်းရဲ့ LC500 ကပိုကြီးမားပြီးပိုလေးလံပါတယ်။ Lexus LC500 ဟာဈေးခံမှုကိုအတောပြေးကားဖြစ်လို့ပြိုင်ကားတွေလိုမျိုးဝေလျော့ထားတာမျိုးမဟုတ်ဘဲတက်တောင်းထက်တာနဲ့ပြိုင်ကားတစ်စီးတစ်ဖွဲ့မောင်းနေနိုင်အောင် ဖန်တီးပြုလုပ်ထားတာဖြစ်တဲ့အတွက် Lexus LC 500ကို American Dollar တသိန်းတသောင်းဒါနဲ့စပြီးဝယ်ယူရရှိနိုင်ပါလိမ့်အခုခေတ်ငွေစည်းနဲ့ကြရင်အခွန်အခမပါကားတန်ဖိုးသီးတန်ကိုမြန်မာငွေကျပ်သိန်းပေါင်း၄၀၀၀လဝန်းကျင်ကကျတဲ့မှာဖြစ်ပါတယ်နံပါတ်9 Mercedes S-Class Coupe ဒီကားကတော့ထုတ်လုံးမှုရပ်နှလိုက်ပြီဖြစ်တဲ့ Mercedes ရဲ့ S-Class Coupe ပဲဖြစ်ပါတယ်။ Mercedes ကားဒီထုံးစံအတိုင်းကားရှေ့မှာကြီးမားတဲ့ Mercedes logo ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Steinger လာပပြီးရိုးရှင်းတဲ့ LED Crystal Shimi Design ကလည်းဆွဲဆောင်မှုရှိပါတယ်။ကားကိုဘေးဘက်ကကြည့်ရင်လှပပြီးဆွဲဆောင်မှုတွေ ဘော်ဒီအချိုးအကွေ့တွေကဆွဲမှတ်ဖွဲ့ခောင်းလာပါတယ်။ကားကတကား၂ပေါက်တာပါဝင်ပြီးမယ်။တကား၄ပေါက်ပါဝင်တဲ့မာစီတီကလစီနီပါရှိတဲ့အတွက်ကားကရှည်လျားပါတယ်။ကနောက်ဖက် LED မီဒီဇိုင်းမှာလေ Mercedes logo နဲ့ light ဖက်နီအောင်ဖန်တီးထားတာတွေ့နိုင်ပါတယ်4.0 liter bi turbo V8 engine ကိုတက်စင်ထားပြီး3.0 liter ပိုင်းထဖို့ V6 engine နဲ့လည်းရရှိနိုင်ပါတယ်။ကားအတွင်းကမှာတော့အရေးသွေးကောင်းမွန်တဲ့လဲသားတဲ့နီးပညာမြင့်ပြီး quality ကောင်းတဲ့ဖြစ်စီတွေကိုထည့်သွင်းထားပါတယ်။ digital ဒိုင်ကွက်တွေနဲ့ Mercedes ရဲ့ infotainment system ကို အသုံးပြုထားပါတယ်။ panoramic sunroof လဲပါဝင်တဲ့အတွက်ကားအတွင်းမှိုင်တွင် အလင်းရောင်ကောင်းစွာရရှိမှာဖြစ်ပါတယ်။ဒကာနပေါတာပါဝင်ပေမဲ့ကားကရှည်လျားတဲ့အတွက် ကားနောက်ခံမှာလူ၂ယောက်အပါအဝင် အားလုံးပေါင်းလူ၄ယောက်ခန့်တတ်တောင်းတတလိုက်ပါစီးနေနိုင်ပါတယ်။ Mercedes S-Class Coupe အထင်အမိုးဖွင့်နိုင်တဲ့ Mercedes S-Class Cabriolet Model နဲ့လည်းမှာယူနိုင်ပါတယ်။ Mercedes S-Class Coupe ဟာ Luxury Coupe ထိတဲ့အတွက်တက်တောင့်တက်တာနဲ့ပြိုင်ကားသစီးကဖွဲမောင်းနေနိုင်အောင်ဖန်တီးပြုလုပ်ထားတာဖြစ်ပါလိမ့်။ Mercedes S-Class Coupe ကို American Dollar 3,400ကနေစပြီးဝယ်ယူရရှိနိုင်ပါလိမ့်။အခုခေငွေစင်းနဲ့တွေ့ရင်အခွန်အခမပါ ကားတန်ဖိုးတီးတန်ကိုမြန်မာငွေ7သိန်းပေါင်း9600ဝန်းကျင်ကချတင်မှာဖြစ်ပါတယ် နံပါတ်၄ Bentley Continental GD ဒီကားကတော့နာမည်ကြီးစိန်ခန်ကားကုမ္ပဏီတစ်ခုခေတဲ့ Bentley မှာ ထုတ်လုပ်ထားတာဖြစ်ပါလေ Bentley ရဲ့နာမည်ကြောင့် Modern Lineup တစ်ခုဖြစ်ပြီးစထုတ်စဉ်က Headline နဲ့ Turn Light ကို မီးလုံးနှစ်ခုအဖြစ်ခွဲထားပြီးအခုနောက်ဆုံးထွက်လုပ်တဲ့ Bentley Continental GD မှာတော့ထိုးမီးလုံးနှစ်ခုကိုဖန်တီးထားတာတွေ့နိုင်ပါလေ ကားရှိဒီဇိုင်းကတော့ Bentley logo နဲ့မူလ Bentley Continental GT design အတိုင်းခံရမှုရှိပါ၏ကားဘေးဒီဇိုင်းမှာတော့အနှဲငယ်6000စံပတ်သွားပြီးနေစင်းသွားတဲ့ကားနောက်ပိုင်းဒီဇိုင်းကကားကို ပိုပြီးဆွဲဆောင်မှု ရှိစေပါတယ်ကားနောက်ဖက်တွင် တွယ်လျာလှပတဲ့ကားနောက်မီးကို တွေ့မြင်ရနိုင်ပြီး Bentley logo နဲ့လိုက်ဖက်ညီအောင်ဖန်တီးထားတာတွေ့နိုင်ပါတယ် 4.0လီတာ twin turbo V8 engine နဲ့ရရှိနိုင်ပါသည်။ကားအတွင်းကန်းကိုတော့တံပိုးကြီးပစ္စည်းများတပ်ဆင်ထားပြီးအရည်သွေးကောင်းမွန်တဲ့လေသာထိုင်ခွင်တွေနဲ့လိုက်ဖက်ညီအောင်ဖန်တီးထောက်လုပ်ထားတာတွေ့နိုင်ပါသည်။အလဲစင်တာ display ကိုတော့ touch screen display အပြင်ဒိုင်းကွက်၃ခုပါ analog နဲ့လည်းပြောင်းလဲအသုံးပြုနိုင်ပါသည်။ panoramic sunroof လဲပါဝင်တဲ့အတွက် ကားအသွေးမိုင်တွင် အလင်းရောင် ကောင်းစွာရရှိမှာဖြစ်ပါသည်။တကားနှစ်ပေါက်သားပါဝင်ပေမဲ့ကားကကြီးမားရှည်လျားတဲ့အတွက်လူလေးရောက်တက်တောင်းတတာလိုက်ပါစီးနေနိုင်ပါသည်။ဗန်ဒလီကွန်တီနန်နယ် GT ကိုအမိုးဖွဲ့နိုင်တဲ့ compatible model အနေနဲ့လဲမှာယူနိုင်ပါတယ် Bentley Continental GT ဟာစိန်ခံမှုကို အသားပေးထုတ်ထားတဲ့အတွက်တက်တောင်းတက်တာနဲ့ပြိုင်ကားတစည်းတဖွဲ မောင်းနှင်နိုင်ပါတယ်။ Bentley Continental GT ကို American Dollar 3,500ကနေစပြီးဝယ်ယူရရှိနိုင်ပါတယ်။အခုခေတ်ငွေစင်းနဲ့တွေ့ရင်အခွန်အခမပါကားတန်ဖိုးတီးတန့်ကိုမြန်မာငွေ7,000ပေါင်း16,000ဝန်းကျင်ခန့်ကျသိမ်းမှာဖြစ်ပါတယ်။ နံပါတ်3 Rose Rice Rave တံပိုးကြီးဇင်ကံကားတွေထောက်တဲ့ Rose Rice ကိုတော့ကားချစ်တော်များများကသိကြပါတယ်ဒီကားကတော့ Rose Rice ကထောက်ထားတဲ့တကားနှစ်ပေါက်ဇင်ကံကားဖြစ်ပြီးတခြားကားတွေနဲ့မကြူပဲ Rose Rice ရဲ့ signature ဖြစ်တဲ့တကားအဖွင့်အပိတ်ပုံစံကတမူထူးခြားပြီးကွဲထွက်စေပါတယ် Rolls-Royce ကတော့ထုံးစံအတိုင်း Car Lock ဖွင့်လိုက်တဲ့အခါမှာ Spirit of ECD ကအလိုအယောက်ထွက်လာတာသဘောကျနေတိုက်ပွဲကောင်းပါတယ်။ကားကိုရှေ့ဘက်ကကြည့်ရင် Rolls-Royce ကတော့ထုံးစံအတိုင်းခံညာလပပြီးစွဲဆောင်မှုရှိပါတယ်။ကားဘေးဒီဇိုင်းမှာတော့လေးထောင်စံပွဲသွားပြီးနောက်ပိုင်းကိုလျော်စင်းသွားတဲ့ဒီဇိုင်းပုံစံကိုတွေ့ရနိုင်ပါတယ်။ကားနောက်ဘက်မှာ ကြီးမားပြီးဆွဲဆောင်မှုရှိတဲ့ကားနောင်မီးတွေကို တွေ့မြင်ရနိုင်ပါတယ်6.75လီတာ V12 engine ကိုတပ်ဆင်ပေးထားတဲ့အတွက်မောင်းနေရမှာပိုပြီးချောမွေးတဲ့ခန်းစားချက်မျိုးကို ပေးစွာနိုင်ပါတယ်ကားအတွင်းကမှာတော့ Rolls-Royce ကားတို့ထုံးစံအတိုင်းကားတစ်စီးလုံးကို တန်ဘိုးကြီးဟမ်မိတ်အမှုပညာလက်ရများနဲ့ဖန်တီးပြုလုပ်ထားတာကို တွေ့မြင်ရနိုင်ပါသည် Rose Rice ကားဒီမှာဒါတွေ့မြင်ရနိုင်တဲ့ Starlight Headliner ကတခြားကားတွေနဲ့မတူဘဲ Rose Rice ကားကို ပိုပြီးကွဲထွက်စေပါသည်ကားရဲ့ကြီးမားရှည်လျတဲ့ဒီဇိုင်းပုံစံကြောင့်လူလေးယောက်တက်တောင့်တက်တာလိုက်ပါစီးနှံနိုင်ပါတယ် Rose Right Red ကကူဘေးဖြစ်ပြီး Rose Right Dawn ကတော့ Amorphin Model ဖြစ်ပါတယ်။ဇင်ခံကားတဲ့ထုတ်တဲ့ Rose Right ရဲ့တကားနှစ်ပေါက်ကားကဇင်ခံမှုကို အသာပေးထုတ်ထားတဲ့အတွက်တက်တောင်တက်တာနဲ့ပြိုင်ကားတစ်စီးတစ်ဖွဲမောင်းနေနိုင်ပါတယ်။ Rose Right Rave ကို American Dollar 4သိန်းကနေစပြီးဝယ်ယူရရှိနိုင်ပါတယ်။ အခုခေတ်ငွေစင်းတဲ့အတွက်ရဲ့အခွန်အခမပကားတန်ဖို့တီးတန့်ကိုမြမငွေကြက်သိန်းပေါင်း16000ဝန်းကျင်ကကြာတဲ့မှာဖြစ်ပါတယ်နံပါတ်2 Rose Rice Specter ဒီကားကတော့အခုဒီဗီဒီယိုမှာပါဝင်တဲ့တစည်းတဲသော EV ကားဖြစ်ပါပဲတန်ဖိုးကြီးစင်ခန်းကနေထုတ်တဲ့ Rose Rice ကထုတ်တဲ့တကားနှစ်ပေါက်နဲ့ EV ကားဖြစ်ပါပဲ Rolls-Royce Company ရဲ့တစည်းတဲသော EV ကားဆိုရင်လည်းမမားပါဘူး Rolls-Royce ကတော့ထုံးစံတိုင်း Car Lock ဖွင့်လိုက်ရဲ့ Spirit of XST ကအလိုလျောက်ထွက်လာတာ Rolls-Royce ရဲ့ signature ထက်တဲ့တကားအဖွင့်အပိတ်ပုံစံကတမူထူးခြားပြီးကွဲထွက်တာတွေက Rolls-Royce ကိုပူပြီး unique ဖြစ်စေပါတယ်ကားရှိပဲဒီဇိုင်းမှာတော့ daytime running light ကကား headlight အပေါ်မှာရှိပြီး ကွဲထွက်တဲ့ပုံစံဒီဇိုင်းရှိပါတယ်။ Rose Rice Wraith လိုမျိုးလေးတောင်ဆန်းတဲ့ဒီဇိုင်းပုံစံနဲ့နောက်ဖက်ကိုလျှော်ဆင်းထားတဲ့ပုံစံမျိုးရှိပါတယ်။ကားနောက်ဖက်မှာတော့လျှော်ဆင်းထားတဲ့ဒီဇိုင်းနဲ့လိုက်ဖက်အောင်ကားနောက်မီးကိုအနည်းငယ်သွေးလျာအဲ့ဒေါင်လိုက်ပုံဒီဇိုင်းပြုလုပ်ထားပါတယ်။ EV ကဖြစ်တဲ့အလျောက်12 kWh battery နဲ့ electric motor နှလုံးတက်ဆင်ထားပါတယ် ကားအတွင်းပိုင်းမှာတော့ Rolls Royce ကားတို့ထုံးစံတဲ့အတိုင်းကားတစ်စီးလုံးကိုတန်ဘူးကြီး handmade အနုပညာလက်ရာများဖြင့်ဖန်တီးထုတ်လုပ်ထားတာကိုတွေ့နိုင်ပါတယ် Rolls Royce ကားတွေမှာသာတွေ့မြင်နိုင်တဲ့ Starlight Headliner နာတခြားကားတွေနဲ့မတူဘဲ Rolls Royce ကားကိုပိုပြီးခွဲထွက်စေပါတယ်ကားရဲ့ကြီးမားရှည်လျတဲ့ဒီဇိုင်းပုံစံကြောင့်လူလေးယောက်တက်တောင့်တက်တာလိုက်ပါစီးနင်းနိုင်ပါတယ် Rolls-Royce Spectre ရဲ့အယူရစားမှာ Rolls-Royce Wraith ထက်အနည်းငယ်ပိုကြီးပြီးပိုရှည်ပါတယ်။ဇင်ခံကားတွေထုတ်တဲ့ Rolls-Royce ရဲ့ EV ကားဟာဇင်ခံမှုကိုအသားပေးထုတ်ထားတာဖြစ်လို့တက်တောင့်တက်တာနဲ့ပြန်ကားတစည်းတစ်ဖွဲ့မောင်းနေနိုင်ပါတယ်။ Rolls-Royce Spectre ကို American Dollar 5သိန်းခန့်နဲ့စပြီးဝယ်ယူရရှိနိုင်ပါတယ်။အခုခင်ငွေစည်းနဲ့တူညီအခွန်အခမပါ ကားတံပေါ်ဒီတံကိုမြန်မာငွေ7300ဝန်းကျင်ကကြအသက်မှာထပ်ပါတယ်။နံပါတ်7ဘူဂတ်တီချီရွန်ဒီကားကိုတော့ဇန်ခံကားလို့ထပ်မှတ်လို့ရတယ်လို့ပြိုင်ကားလို့လည်းထပ်မှတ်လို့ရပါတယ်။ဘူဂတီချီရွန်ဟာကဘာပေါ်မှာအမြန်ဆုံးဆိုပြီးစံချင်တင်ထားတဲ့ဇင်ခံပြိုင်ကားတစ်စီးဖြစ်ပါတယ်။ကားဒီဇိုင်းကတော့ ရှေ့ပါမှာ Bugatti ရဲ့ signature grill နဲ့၄ထောင်စမ်းတဲ့ headlight လေးခုကကားဒီဇိုင်းကိုပိုပြီးစွဲဆောင်မှုရှိစေပါတယ်။ကားဘေးဘက်ဒီဇိုင်းမှာတော့ပြိုင်ကားတွေလိုလေခွင့်အားကောင်းအောင်နောက်ဘက်ကိုတစ်ချီပြင်းနှိမ်စင်းထားတဲ့ဒီဇိုင်းပုံစံကိုဖန်တီးထားပါတယ်။ကားနောက်ဘက်တွင်လည်းအတန်းလိုက်ထီနေတဲ့ကားနောက်မီဒီဇိုင်းကတခြားကားတွေနဲ့မတူဘဲတမူထူးခြားတဲ့ဒီဇိုင်းပုံစံရှိပါတယ်။ 8 liter quad turbo engine ကိုတက်ဆင်ထားပြီးမြင်းကောင်နဲ့1600ကျော်ထွက်ပါတယ်။ကားအတွင်ခန်းကိုအေးသွေးကောင်းမွန်တဲ့လယ်သားများတန်ဖိုးကြီးပစ္စည်းများတက်ဆင်ထားပါတယ်။ကားအလယ်လင်းစီးပုံစံဒီဇိုင်းကားမီကားစတီယာရီမှာတက်ဆင်ထားတဲ့ car drive mode တို့အပြင်ကားခေါင်ပေါ်မှာက sunroof တွေကလည်းသူများနဲ့မတူပဲကွဲထွက်နေပါတယ်။ ပြန်ကားဒီလို engine ကိုနောက်ပိုင်းမှာထားတဲ့အကြောင်းကားအရှိပုံမှာ PC အနည်းငယ်ကိုထည့်ထွင်းနိုင်အောင်ပြုလုပ်ပေးထားပါတယ်။ Bugatti Chiron ဟာဇင်ခံကားဆိုတာထက်ပြန်ကားတစ်စီးရဲ့အတင်းရပိုပြီးစင်တီတာကိုကားမောက်ဖက်မှာရှိတဲ့ spoiler ကတတ်တည်ခံနေပါတယ်။အထုပ်အတွင်းပြုလုပ်လို့ရတဲ့ spoiler က Bugatti Chiron ကိုလမ်းပေါ်မှာဇင်ခံမောင်းနေပြီးရင် spoiler ထုတ်ပြီးပြန်ကားတစ်စီးတစ်ဖက်မောင်းနေဟိုင်းမှာဖြစ်ပါတယ်။ ဘူဂတ္တီချီရွန်ဟာဇင်ခံကားတစ်စီးလိုတက်တောင်တက်တာမောင်းနေနိုင်သလိုပြိုင်ကားတစ်စီးလိုလည်းလှည့်မြန်စွာမောင်းနေနိုင်မှာလည်းဖြစ်ပါတယ်။မောင်းနေတဲ့လူရဲ့အလိုကျကျိမ့်တဲ့ပုံစံမျိုးကိုမောင်းနေနိုင်တဲ့အကောင်းဆုံးကားတစ်စီးဖြစ်ပါတယ်။တန်ဖိုးအဖြစ်လည်းမနှဲပါဘူး။ဘူဂတ္တီချီရွန်ရဲ့တန်ဖိုးမှာအမေရိကန်ဒေါ်လာအခုခေတ်ငွေစည်းနဲ့အတွက်ရင်အခွန်အခမပါကားတန်ဖိုးတီးတန့်ကိုမြန်မာငွေ7သိန်းပေါင်း3600ဝန်းကျင်ကကြတဲ့မှာဖြစ်ပါတယ်။ အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ channel လေးကို like နဲ့ subscribe လုပ်ထားပေးကြပါအောင်နော်